အရှိန်မှာအမျိုးမြင့်မသိမျိုးစိတ်တွေကိုရှာဖွေတာကလွယ်ကူတဲ့ပုံပေါက်နေပေမဲ့လို့အမျိုးအသက်တွေကိုဖန်နေရတာကတော့ထိတ်ပြီးတော့မလွယ်ကူလာပါဘူးရှင်။မျိုးဆက်ခြင်းကြောင့်သိပ္ပံပညာရှင်တွေမှာအခွင့်အရေးတည်တည်လေးရှိလာခဲ့ပြီးစိတ်ဝင်စားစရာကောင်းတာတွေဖြစ်လာခဲ့တာတွေကိုဒီကနေ့မှပြောပြပေးသွားမှာပါ။အသက်ဖန်တီးထားတဲ့မျိုးစိတ်တွေမှာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ Subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါတော့မယ်။ကျမကတော့ခိုင်ပါရှင်။ Total fish Total Fisher ဆိုရင်တော့သိပ္ပံပညာရှင်တွေမဖန်တီးတဲ့နဲ့ဖန်တီးလိုက်မိတဲ့ပျော်ရွှင်စရာမတော်တဆမှုလေးတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့လည်း project အပြီးမှာရရှိလာခဲ့တာကတော့ဒါပါပဲနော်။ Hungary ကသုတေသနပညာရှင်တွေကတာဖောက်တဲ့လုပ်ငန်းတစ်ခုကိုလှုပ်ဆောင်နေတာဖြစ်နေပြီးမျိုးတုံးသွားတော့မဲ့ Russia ငကြဲတွေရဲ့အရေးအတွက်ကို Gyno Genesis လို့ခေါ်တဲ့နည်းလမ်းတွေနဲ့တိုးမြှင့်ဖို့ပဲဖြစ်ပါတယ်။ ဒီနေ့လမ်းမှာဆိုရင်တော့တုပ်ပိုးတွေကိုအသုံးပြုပေးမယ်။တနည်းနည်းနဲ့တုပ်ပိုးရဲ့ DNA ခြေရာတွေကိုမချန်ထားခဲ့ပါအောင်တော့။ဒါကြောင့်လဲဒီလုပ်ငန်းတစ်လျှောက်မှာသိပ္ပံပညာရှင်တွေကမျိုးကွဲဖြစ်တဲ့ American Padelfisia နေယူနေတဲ့နေရာမှာပြဿနာမရှိတာပဲဖြစ်ပါတယ်။ရုရှားငကြဲတွေရဲ့မျိုးဥတွေက American Padelfisia နေတုပ်ပိုးနဲ့ပေါင်းစပ်ပြီးတော့ Turtle Fish အကောင်ပေါက်လေးတွေဖြစ်လာခဲ့တာပါ။ ပို့ပြီးတော့အားအသင့်စရာကောင်းတာကတော့သုတေသနပညာရှင်တွေကသူတို့ကိုဆက်လက်တည်ရှိစေဖို့အတွက်ရည်ရွယ်မှထားခဲ့ပေမဲ့လို့ဒီကောင်လေးအများစုကအသက်ရှင်နေတာပဲဖြစ်ပါရဲ့ရှင်။လေကလေကာကတော့ကဘာပေါ်ကအရက်ဆက်ဆုံးတားရဲနှကောင်ဖြစ်တဲ့ချန်သေးနဲ့ကြားကိုပေါင်းဆက်ထားတာပဲဖြစ်ပါတယ်။တိတိကျကျပြောရမယ်ဆိုရင်တော့ကြားအမနဲ့ချန်သေးအထီးတွေကိုပေါင်းဆက်ထားတာပါ။သူ့ရဲ့မိဘတွေနဲ့မတူဘဲနဲ့ရန်ပါပြီးတော်ရိုင်းထဲမှာအစင်ပြေလောက်ပေးမယ်လို့ပေါင်တစ်ထောင်လောက်လေးနေပြီးကြားတဲ့ချန်သေးရဲ့ထက်ကိုကြီးမှပါတယ်။ ဒါကကဘာပေါ်ကကြောင်မျိုးနယ်တွေမှာအကြီးဆုံးပဲဖြစ်ပါတယ်။ဇီဝဗေဒပညာရှင်တွေရဲ့အရဒီအီဘဲစားတွေကခြံသေးအထီးတွေရဲ့မျိုးရိုးဗီဇာကြောင့်ဖြစ်နေပြီးဒီမျိုးဗီဇာတွေကခြံသေးတကောင်ကခြံသေးအမကိုတားတင်တဲ့အခါမှာရရှိလာတဲ့တားပေါက်ကတခြားခြံသေးတွေနဲ့တားတင်ပြီးရရှိလာတဲ့တားပေါက်ကိုလုံလောက်စွာရှင်နိုင်ဖို့ဖြစ်နေပေမဲ့လို့ခြံသေးအမရဲ့မျိုးရိုးဗီဇာတွေကကြီးထွားစေတဲ့မျိုးရိုးဗီဇာတွေကိုပယ်ဖြတ်လိုက်ပြီးပုံမှန်အရွယ်စားရရှိစေပါလိမ့်မယ်။သို့တော်လည်းကြားအမရဲ့မျိုးရိုးဗီဇာကထုံနည်းတူလောက်ဆောင်နိုင်တယ်လို့ပြောလို့မရပါဘူးရှင်။ တက်ကွန်တက်ကွန်တွေဟာဆိုရင်တော့လေကာရီနဲ့မိဘအကောင်စင်ကအတူတူပါပဲ။ကွာခြားချက်တခုကတော့မိဘရီရဲ့လိန်ကိုပြောင်းပြန်ပြန်ပြောင်းလိုက်တာပါပဲ။ဒါကြောင့်ကြားထင်းနဲ့ခြံသေးမကိုတားဖောက်ထားတာပါ။လေကာစထရီနဲ့မတူဘဲနဲ့တက်ကွန်တွေကသူ့မိဘအကောင်တွေထက်တိတိတတ်တာပဲသေးပါတယ်။ဘာလို့လဲဆိုတာကတော့ ဟုတ်ပါတယ်သူရဲ့မိဘတွေရဲ့မျိုးရိုးဗီဇာကြောင့်ပါပဲကြားအထင်းနဲ့ခြံသေးအမနှစ်ကောင်စလုံးမှာကန့်သက်ထားတဲ့ကြီးထွားမှုဗီဇာရှင်နေပြီးသူတို့ရဲ့တားပေါက်ကဆက်ခံလိုက်တာပါပဲဒါပေမဲ့ထဲမှာမှမလိုက်ပါနဲ့မျိုးဆက်ထားတဲ့တားပေါက်ကဆက်အနေနဲ့ပေါင်400လောက်ရှင်နေပြီးအတော်တန်ကြီးရဲ့ထဲမှာတော့ပါပါသေးတယ်ခြံတဲ့ဇီးရိုင်းလက္ခဏာတွေကတော့ခြံသေးတဲ့ကြားကိုယွန်းလိုက်တဲ့အခါမှာတွေ့ရမဲ့ပုံစံအတိုင်းပါပဲဥပမာတေကွန်အထီးတွေမှာ လေဆံမွေးတွေရှိနေပေမဲ့လို့ချန်တဲ့အထီလောက်တော့မထင်ရှားပါဘူး။သူ့ရဲ့လေဆံမွေးတွေကကြားရဲ့လေဘဲနားမှာရှိနေတဲ့အမွေးနဲ့ပို့ပြီးတော့ဆင်ပါရရှင်။ Buffalo Buffalo ဆိုတာကတော့အမဲသားထုံးလုံးမှုတွေကိုတုံးမြင့်မှုအတွက်အဓိကရည်ရွယ်ပြီးတော့ဖန်တီးထားခဲ့တဲ့ဒီမျိုးဆက်ထားတဲ့အကောင်အတွက်ကွက်တီဖြစ်တဲ့နာမည်ပဲဖြစ်ပါတယ်။အိမ်မွေးနွားပေါက်လေးတွေနဲ့လောက်ထားတာပဲဖြစ်လိမ့်မယ်လို့သင်တွေးမိတယ်ဆိုရင်တော့သင်မှန်တာပေါ့နော်။ဒါလို့လဲဆိုရင်တော့သူတို့က ဘာဖလောဂန်ဒီတပိုင်းနဲ့တခြားပိုင်းတွေကတောင်တင်းတဲ့ကိုကြောင့်ထင်ရှားတဲ့အမေရိကန်ကျွဲစီရာရတာမလို့ပါအသားများတဲ့မျိုးဆက်သားပေါက်တွေရဖို့အတွက်ဘာလို့ဒီကောင်တွေကိုရွေးချယ်ခဲ့သလဲဆိုတာနားလည်ဖို့မခက်ခဲပါဘူးဒါပေမဲ့ဒီကောင်တွေကညီများချင်းနဲ့ညီညီများများထွက်မလာခဲ့ပါဘူးရှင် American Buffalo Association ရဲ့ guideline တွေအရဆိုရင်တော့ buffalo တကောင်မှာ American ကျွဲရဲ့မျိုးရိုးဗီဇ39.5ဂိုင်တော့မှရှိတာမလို့ဖြစ်ပါတယ် အဲ့ဒါကြုံလုံးသွားမယ်ဆိုရင်တော့တားပေါက်ဟာအမေရိကန်ကျွဲပဲဖြစ်သွားမှာပါတခြားမျိုးဆက်ထားတဲ့အကောင့်တွေနဲ့မတူဘဲနဲ့ဘာဖလိုကမျိုးဆက်စေဖို့အတွက်ပို့ပြီးတော့ဆန္ဒရှိပါတယ် Human Big Hybrid တန်ကြားလိုက်တာဟုတ်ပါတယ်ဒါကအငင်းပွားဖွယ်ရာဖြစ်နေပြီးအခုထိလည်းအငင်းပွားနေကြဆဲပါပဲဒါကယုတ်တိရှိတဲ့မျိုးဆက်ချက်မဟုတ်ဘဲနဲ့မျိုးစိတ်နှစ်ခုစီက Cell Street ပါဝင်တာပါ တက်ရှိဖြစ်နေပြီးတော့ခိုင်မဲရောင်းလို့ခေါ်ကြပါတယ်ဒီကိစ္စမှာဆိုရင်တော့လူရဲ့ cells အနေနဲ့ပါဝင်တဲ့ဝက်တကောင်လို့ပြောလို့ရနေပြီလူနဲ့ဝက်တွေကိုလုံးဝရောပြန့်လိုက်တာတော့မဆိုးသေးပါဘူးနော်ဒါရဲ့အနောက်ကွယ်ကစိတ်ကူကတော့ရိုးရိုးရှင်းရှင်းပါပဲအလူရှင်တွေကိုအဓိကမှတ်မိခိုပဲနဲ့အစားထိုးဖို့ကိုလက်အင်္ဂါတွေထုတ်လုပ်ဖို့ဖြစ်ပါတယ်ဝက်တွေရဲ့အင်္ဂါတွေအားဆိုရင်တော့ကျမတို့နဲ့အလားတန်တူတာကြောင့်ဝက်ကိုရွေးချယ်လိုက်တာကလုံးဝကိုပြည့်ပြည့်စုံတာထက်ကိုပိုပါတယ်အမေရိကန်သုတေသနအဖွဲ့ကမှတ်တမ်းတစ်ခုဖန်တီးနိုင်ခဲ့ပါတယ် ဒါလောင်186ကောင်ကအအုပ်ဘောက်ကောင်စွာအချိန်တိုင်းတာတစ်ခုထိအသက်ရှင်နိုင်ခဲ့ကြပေမဲ့လို့ဒလိုစူးစမ်းပန်းစားလှုပ်ဆောင်ခဲ့မှုတွေကအောင်မြင်မှုနဲ့အလံဝင်နေစေပါပဲဒီကောင်လေးတွေမှာဆိုရင်တော့ web yes sales တသိန်းစီတိုင်းလူ yes sales တစ်ခုပဲပါဝင်နေပြီဒါကြောင့်ထုတ်လုပ်မဲ့မြည်သည့်အင်္ဂါမစို့အောင်မြင်မှာတည်ကြနေပါရဲ့ရှင် human monkey hybrid ကိုလိုက်ငါအစားထိုးဖို့ကိုလက်မလျှော့ဘဲနဲ့သိပ္ပံပညာရှင်တွေကကျမတို့တွေနဲ့တူတာတွေအများကြီးကိုရှိရကြောင်းဝက်တိတ်ထွားပို့ပြီးတော့တင်းကြော်တဲ့မြောက်တွေနဲ့ခိုင်မဲတာတွေကိုစမ်းသပ်ကြည့်ခဲ့ပါသေးတယ်။အမေရိကန်နဲ့တရုတ်သုတေသနပညာရှင်တွေဦးဆောင်တဲ့ project မှာဆိုရင်တော့လူသားတွေရဲ့ cells 25လုံးကိုမြောက်သားလောင်းတွေထဲမှာထိုးသွင်းလိုက်ပါတယ်။ရန်နေငယ်ကြတဲ့အချိန်မှာ D cells တွေကသားလောင်း130ကျော်ထဲမှာကြီးပြင်းလာတာကိုတွေ့ရတာပါ။ ရန်နက်ဆယ်ကျော်မှာ cells တချို့ကအသက်ရှင်နေစေဖြစ်တာကိုတွေ့ရပြီးသုတေသနပညာရှင်တွေကလူသား cells နဲ့တရိစ္ဆာန် cells ကြားအပြန်အလှန်ဆက်နွယ်မှုတွေကိုလေ့လာနိုင်ခဲ့ပါတယ်။ဒါကဘဟေလီရဲ့အရေးပါတဲ့အစိပ်ပိုင်းဖြစ်နေပြီးတဖြည်းဖြည်းနဲ့အသက်တွေကိုကယ်တင်ဖို့အတွက်ကိုလက်ခန္ဓာတွေထုတ်လုပ်နိုင်ဖို့အပြေရှားနိုင်သွားမှာဖြစ်ပါရဲ့ရှင်။ Human Z ကျမတို့ရဲ့အရှိမကြီးခဲ့တဲ့ခိုင်မေရာတွေနဲ့မတူဘဲနဲ့ Human Z ကတရိစ္ဆာန် ဆော့စ်တွေတဲ့ကိုလူသားဆော့စ်တွေတွင်းထားတာချက်ကိုပို့ပါရယ်လူသားနဲ့ချမ်ပန်စီတွေကိုပေါင်းစပ်ဖို့စိတ်ကူးကိုအမှန်တကယ်နှစ်သက်တဲ့လူတချို့ရှိပါရယ်ဒါပေမဲ့တစ်စက္ကန့်လောက်ပြန်စမ်းစားကြည့်လိုက်ပါအောင်နော်ဒီစိတ်ကူးကမအောင်မြင်ခဲ့ပါဘူးရှင်1920ပြည်နှစ်တွေမှာလူနဲ့ချမ်ပန်စီမျိုးဆက်ကိုဖန်တီးချိန်ခဲ့တဲ့ Ira Ivanovic ဆိုတဲ့လူကိုတော့မတားဆီးနိုင်ခဲ့ပါအောင်နော်သူကချမ်ပန်စီနဲ့လူသားစေတနာဝန်ထမ်းတွေနဲ့မျိုးဆက်ဖို့တကယ်ပဲအကောင့်ထဲပေါ်ခဲ့တာပါ ်သိတာစွာပဲမအောင်မြင်ခဲ့ပါဘူးဒီ youth debt program ကသူဆိုဗီယက်ယူနီယံကိုစွန့်ခွာထွက်ပြေးရတဲ့အချိန်မှာပဲရပ်တန့်ခဲ့ရတာပါပဲရှင် Dash Lion Dash Lion ကိုဘယ်ကောင်တွေကနေမျိုးဆက်ထားသလဲဆိုတာကတော့သူ့ရဲ့နာမည်မှာပါတဲ့အတိုင်းပါပဲချက်သက်နဲ့ခြံသေးတို့ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီတိုင်းစက်တဲ့ခြံသေးဖြစ်ုံနဲ့မပြီးသေးပါဘူးအထီးနဲ့မှအသေးသေးဖြစ်ဖို့လိုအပ်ပါသေးတယ်အထီးအမှထပ်ပြီးတော့ပြောင်းပြန်လှန်ကြည့်လိုက်တဲ့အခါမှာလာကွာလို့ခေါ်တဲ့ နောက်ထပ်တရိတ်ဆန်အသက်တစ်မျိုးထရပါရယ်ကဘာတဝဲမှာရှိတဲ့ဆန်ပြအကောင်တွေရဆိုရင်တော့ဒီကောင်တွေကစသက်မျိုးဘက်ကိုတော်တော်လိုက်ပါရယ်သူတို့ကရေပူအားအဖြစ်ဆိုရင်တော့ဝါဖိုင်ဖိုင်ဖြစ်နေပြီသူတို့ရဲ့သားတရေမှာစသက်ရဲ့ဝိသေသလက္ခဏာဖြစ်တဲ့အပြောက်တွေပါရှိပါရယ်ဒါပေမဲ့ချန်တေးရဲ့မျိုးရိုးဗီဇာကြောင့်အရန်ကိုမထင်ရှားပဲနဲ့အညိုတန်းတဲ့အယောင်ရှိပါရယ်ဒါကတခုတည်းတော့ရွေးချယ်စရာမဟုတ်ပါဘူးတကယ်လို့စသက်ရဲ့မန်းနေစီတဲ့မျိုးရိုးဗီဇာတွေကိုဆက်ခံခဲ့မယ်ဆိုရင်တရေကခဲအနက်ပေါ်မှာအမဲရောင်အပြောက်တွေရှိနေနိုင်ပါရယ်ရှင်ကင်မရာ ကလအုပ်တွေကတဲကန်နာရလို့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေအတွက်အသင့်တော်ဆုံးတရိတ်ဆန်ပဲဖြစ်ပါတယ်။ဒါပေမဲ့တင်ကပို့ပြီးတော့လိုချင်တဲ့သုံးမွေးလိုချင်တဲ့အရာပဲဖြစ်ဖြစ်ပေါ့။အဲ့ဒါဆိုရင်တော့လာမာရီရှိနေပါတယ်။ကလအုပ်လိုမျိုးပါပဲသူ့ရဲ့ပိုင်ရှင်အတွက်အလေးချိန်ပို့ပြီးတော့တင်ရတာကသူ့အတွက်ကိစ္စမရှိပါဘူး။ဒါပေမဲ့ပြည်ထနာကသူကအကောင့်သေးတာမျိုးဝင်းထတ်တရိတ်ဆန်တကောင်ဖြစ်နေသူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကကန့်သတ်ထားတာပါပဲ။နောက်ပြီးတော့အမှုရလည်းအဲ့လောက်မများပါဘူး။ ကလောက်အရွယ်လာမှသာဆိုရင်တော့ဒီပြဿနာတွေကိုအလွယ်တကူဖြေရှင်းနိုင်ပါလိမ့်မယ်။ဒါကတော့ကမ်မာဂိုမျိုးဆက်ဖန်တီးရကျဲနောက်ွယ်ကဖြစ်စင်မဲ့ဖြစ်ပါတယ်။ဘိုးတလုံးကလောက်အထီးနဲ့လာမာတကောင်ကိုတားဖောက်ခြင်းရဲ့ရလက်ကတော့ကမ်မာပဲဖြစ်ပါတယ်။အမွေးပုံရပြီးတော့ကြန့်ခိုင်မှုပိုကောင်းတာကြောင့်အနည်းဆုံးတော့ဒီအတန်ကအလုတ်ဖြစ်ခဲ့တာပေါ့နော်။တစ်ဖက်မှာဆိုရင်လည်း ဇယအပိုင်းမှာတော့မိဘရိုင်းနဲ့မတူပဲတိတာပြီးတော့တိတ်ပြီးတော့ရန်ပါမှုမရှိတာကြောင့်တိတ်ပြီးတော့အထင်ကြီးဝယ်မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့လည်းတားဖောက်ခြင်းအထောက်ကျိုးဝတ်မှုတွေကိုမရေတန်းခဲ့တာကြောင့်မျိုးဆက်ထားတဲ့အတောင်အကောင်နှဲငယ်ထပ်ပြီးမွေးဖွားလာခဲ့ပါရဲ့ရှင်။ Cleopon ်လီယိုပွန်ကတော့ဒီဗီဒီယိုထဲမှာတွေ့ရမယ့်နောက်ထပ်မျိုးဆက်မဲ့ကြောင်မျိုးစိတ်ပဲဖြစ်နေပြီးအရန်ကုန်ရက်ဆက်ကြမ်းကြုတ်တဲ့မိဘတွေကနေပေါက်ဖွာလာတာမလို့တင်းတော့သွားရှုပ်ချင်မှာမဟုတ်ပါဘူးနော်လီယိုဘတ်ကျတဲ့အထီးနဲ့ချင်းသေးအမတွေရဲ့တားပေါက်ဖြစ်နေပြီးရက်ဆက်တဲ့တားရဲ့ဖြစ်နေခြင်းကသူ့ရဲ့မိဘတွေစီကနေဆက်ခံရရှိခဲ့တဲ့တခုတည်းသောအရာမဟုတ်ပါဘူးရှင် သူရဲ့အတွင်ပြင်ကတော့တဲမျောမှန်းထားသလိုခြံသေးနဲ့ကြက်သေးတို့ကိုအညီအမျှရောနှောထားသလိုပါပဲခြံသေးအမျိုးဘက်ကနေအထူးသဖြင့်ဘေးဘက်မှာတိတ်ငယ်ပြီးထင်ရှားတဲ့အညိုအပြောက်လေးတွေပါပါတယ်။တင်ကားတကယ်လို့ခြံသေးခေါင်းပေါ်ကအပြောက်လေးတွေအကြောင်းကိုမသိရင်တော့အခုတည်သွားလောက်ပါပဲနော်။ဒါပေမဲ့အရွယ်ရောက်လာတဲ့အခါမှာပျောက်သွားလေးရှိတာမလို့ခြံသေးပေါက်လေးတွေနဲ့အကြောင်းတစ်ခုခုကြောင့်မတွေ့ရရင်တော့တဲမြင်ဘူးမှမဟုတ်ပါဘူးလေ။ကျသေးရဲ့အမျိုးဘက်ကနေတော့လူတီများတဲ့တရေပေါ်ကအမဲပြောက်လေးတွေပါတာကိုတော့တွေ့ရမှာဖြစ်ပါရဲ့ရှင်။ Killer Bees တခြားမျိုးဆက်ထားတဲ့အကောင့်တွေနဲ့ရှယ်မယ်ဆိုရင်တော့ Killer Bee Street ကတိတ်ပြီးတော့မထိုးစမ်းပါဘူး။ဒါပေမဲ့သူတို့ကအတမှန်ထက်အစင်ပေါင်းများစွာယူသွတဲ့အစင်မှရှိနေတာပါ။ဒါပေါ့တိတ်ဟာလုံလုံလောက်လောက်ချိန်ချောက်နိုင်ခဲ့ရမယ်ဆိုရင်တော့ဘယ်ပြားမျိုးနဲ့မဆိုပြဿနာတက်မှာပါပဲ။ ဒါပေမဲ့ killer base တွေကခုခံကာကွယ်မှုအဆင့်ကိုမြင့်မြန်ထားနေပြီးသူတို့ဟာရန်စားဖို့လွယ်ကူပြီးအကြိမ်များစွာတိုက်ခိုက်ခင်ရပြီဆိုရင်တော့တရားမျှအနေနဲ့အကြိမ်များစွာစူးနိုင်အတုတ်ခံနိုင်ရမှာဖြစ်နေပြီး꽈ဝေးတဲ့နေရာကအန်ဒီရဲ့အရင်ရောင်တွေနောက်ကိုလိုက်ပါတယ်။သူကုံမျိုးဆက်ထားတဲ့အနောက်ပိုင်း honey bees နဲ့အရှေ့အာဖရိကမြေနှင်းက honey bees တွေဟာဆိုရင်တော့ဒေါသမကြီးသလောက်သူကတော့အံ့ဩဖို့ကောင်းလောက်အောင်ဒေါသကြီးတာဖြစ်ပါရဲ့ရှင်။ zebra တခြားမျိုးစားကောင်တွေနဲ့မတူဘဲနဲ့ Zebrite တွေကရွေးချယ်စရာမျိုးမျိုးရှိပါတယ်။ဒီရွေးချယ်စရာအားလုံးအတွက်မြင်းစားတစ်ကောင်လိုမှဖြစ်နေပြီးနောက်ထပ်မိဘအကောင်ကမြင်းတွေရဲ့မျိုးစိတ်ထဲကဖြစ်ဖို့လိုပါတယ်။အချိန်လေးကိုပို့ပြီးတော့ခြုံလိုက်မယ်ဆိုရင်တော့မြင်းတို့တစ်ကောင်နဲ့မြင်းသားမကိုတုံးလို့ရပါတယ်။ဒါပေမဲ့လည်းရလက်ကတိတ်ပြီးတော့ကောင်းမှာမဟုတ်ဘဲနဲ့တားပေါက်ကမြုံနေနိုင်ပါတယ်။ Zebrite အကောင်လုံးကပုကောက်ကပုံရှိရာကြောင့်သူ့ရဲ့မိဘတွေတဲကတစ်ကောင်ဒါမှမဟုတ်နှစ်ကောင်လုံးထပ်အကောင်သေးဖို့ပို့ပြီးတော့တည်ကြပါတယ်။ ဒါပေါ့ငင်းကြား DNA ကိုအမတ်ရစီမှာထက်ထင်ရှားစေတဲ့အမဲစင်းကြီးတွေလည်းပါပါတယ်။တရေရဲ့ကြံရှိနေတဲ့နေရာကတော့နောက်ထပ်မျိုးဆက်တဲ့မြင်းမျိုးစိတ်ပေါ်မှာမှူတည်ပါတယ်ရှင်။ Wolf Dog နမယ်ရဘက်ဒရိတ်ဆန်ကိုပေါင်းဆက်ထားတယ်ဆိုတာသိသားပါတယ်။ဝင်ပလွေနဲ့အိမ်မွေးခွေးဖြစ်နေပြီးဝင်ပလွေကိုတော့ရွေးချယ်စရာအမျိုးအစားများစွာရှိပါတယ်။ဝင်ပလွေအနီးခေယံဝင်ပလွေအီသီယိုးပီးယံဝင်ပလွေအာဖရိကန်ဝင်ပလွေစသဖြင့်ပေါ့နော်ဒါပေမဲ့ခွေးနဲ့မျိုးစုံဗီဇာအနည်းဆက်ဆုံးဖြစ်တဲ့ခေယံဝင်ပလွေကိုအသုံးများပါတယ် ဝင်ပလေး DNA ရဲ့ကျေးဇူးကြောင့် Wolfdorf တွေကခွေးများစုထပ်ပို့ကြည့်ပြီးဝင်ပလေးရဲ့ DNA ပုံများလေးပို့ကြည့်လေးဖြစ်ပါတယ်။အိမ်မွေးခွေးရဲ့ဇယိုင်းနဲ့ဝေးကွာတာကြောင့်ဒီလိုမျိုးဆက်ထားတဲ့အကောင်တွေကိုထိန်းချောင်းရတာကထင်သလောက်မပြေပြမအောင်ရှင်။သူတို့ကအသားစားအကောင်တွေအတွက်တိတ်တအစာလိုအပ်နေပြီးခွေးတွေလောက်ခင်မဲစရာမကောင်းပဲရင်ပါကျဲမရှိသလိုအုပ်စုလိုက်နေရတာသဘောကျကြပါရဲ့ရှင်။ Savannah Cat ချက်စရာကောင်းပြီးတော့ရှားပါတဲ့ဆဗာနာကြောင်ကအိမ်မွေးကြောင်တွေနဲ့ဆာဟာရန်နိုင်ငံမှာနေထိုင်တဲ့အာဖရိကန်ကြောင်ရိုင်းတွေကိုပေါင်းစပ်ထားတာပါဆဗာနာကြောင်ရိုင်းမှာတွေ့ရတဲ့အာဖရိကန်ကြောင်ရိုင်းရဲ့တဏ္ဍာန်ကတော့လေပင်ရှိရှိနေဝက်ကြီးကြီးနဲ့ပုံမှန်အားဖြင့်ကျက်လက်တဲ့ကိုယ်ရည်တွေပဲဖြစ်ပါတယ်သူတို့ကအကြီးဆုံးအိမ်မွေးကြောင်ဖြစ်နေပြီး24ပေါင်ထီလေးကအထူးသဖြင့်ပထမမျိုးဆက်တွေမှာတစ်ခါတည်းရန်အိတ်ထပ်ပုံနိုင်ပါတယ် ဒီချက်တွေကတော့အကြောင်းရဲ့ဆွဲဆောင်မှုတွေရဲ့တစိမ့်တစ်ပိုင်းဖြစ်နေပြီးတော့ဒေါ်လာ2000အထိပေးဝေရတဲ့အကြောင်းရင်းလေးဖြစ်ပါတယ်။ကျေးဇူးတင်စရာကောင်းစွာနေပါပဲ။ပိုင်ရှင်တွေကအာဖရိကန်ကြောင်ရိုင်းဘတ်ချန်နဲ့မတွေ့ရဘဲနဲ့အရိအစားတခြားအိမ်မွေးကြောင်တွေလိုမျိုးချက်စရာကောင်းပြီးဆက်ဆံရေးကောင်းတဲ့ဇယိုက်မျိုးသားရှိကြတာပါရှင်။ Goldfish သူတို့ရဲ့နာမည်အတိုင်းပါပဲ Goldfish တွေကသူတို့ကိုနှစ်ပေါင်းများစွာငါးပြားလိုက်တွေရဲ့အနှစ်သက်ဆုံးအကောင်ဖြစ်စေတဲ့သူတို့ကိုသူတို့အလင်းရောင်တွေကြောင့်လူသိများကြတာပါ။ ဒါပေမဲ့သူတို့ကြည့်အစာပိုင်းမှာအဲ့လိုဖြစ်ဖို့အတွက်ဖန်တီးခဲ့တာမဟုတ်ပါဘူးနော်။ Zebra fish, Tetra tiger breast နဲ့ Rainbow shark လိုမျိုးငါးမျိုးစားများစွာကိုပေါင်းစပ်ခြင်းနဲ့ဒီငါးတွေကိုအစိတ်အမျိုးအစားတစ်ခုရှိတဲ့အခါလင်းစေပြီးညဉ့်ဉန်းမှုထောင်လန်းကြိယာဖြစ်နေအသုံးပြုဖို့ဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကအရန်စိတ်ကိုရင်ဆန်သွားပြီးတခြားရည်ရွယ်ချက်တွေထက်အလားဆင်မှုအတွက်အများဆုံးဝယ်ယူကြတာပါ။တရုတ်ကပန်းရောင်အစိမ်းရောင်လိမ္မော်ရောင်အနီရောင်အပြာရောင်နဲ့ခရိုင်ရောင်လိုမျိုးအရောင်များစွာရှိနေပါရဲ့ရှင်။ ဟုတ်ကဲ့ပါဒီနေ့တော်တော်တလောင်းနဲ့ပဲနှုတ်ဆက်ခွင့်ပြုပါတော့နောက်တစ်ခါမှပြန်လဲဆုံတွေ့ကြပါမယ်ဆက်လက်ချက်ခင်အားပေးကြပါအောင်လို့ပြောချင်တဲ့နှုတ်ဆက်ပါရစေဘိုင်ဘိုင်